အော်စတီးယားနိုင်ငံစာသင်ကျောင်းတစ်ခုမှာဖြစ်ပွားခဲ့တဲ့ပြက္ခတ်မှုကြောင့်အသေးအပြောက်ဟာတနတ်သမားအပေါင်းဝင်၁၇ဦးအထိတိုးပွားလာခဲ့တယ်လို့သိရပါတယ်။မူလကပြစ်ဒဏ်ခံရသူ၉ဦးနဲ့ကိုကိုကိုအဆုံးစီရင်သွားသူတနတ်သမားအပေါင်းဝင် စုစုပေါင်း၃၀ဦးသေဆုံးခဲ့တယ်လို့ကြေညာထားပေမဲ့ဂျော်လာ၁၀ရက်နေ့ညပိုင်းမှာတော့နောက်ထပ်အသေးအပြောက်တဦးတိုးလာတာဖြစ်ပါတယ်။ရဲတွေကတနတ်သမားရဲ့နာမည်ကိုမထုတ်ပြန်သေးဘဲအသက်၂၂နှစ်အရွယ်ចောင်းသားဟောင်းတဦးလို့သာကြေညာထားပါတယ်။သူဟာဆိုးရွားလာတဲ့လောက်ရက်ကိုတကူတော့ကျူးလွန်ခဲ့တယ်လို့ယုံကြည်ရပြီး ကျောင်းရဲ့ရေချိုးခန်းတစ်ခုထဲမှာကိုကိုကိုတက်တည်သွားခဲ့တာဖြစ်ပါတယ်။ Garage မြို့ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့အလယ်တန်းကျောင်းအတွင်းဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုမှာလူတစ်ထောင်ဆယ်လောက်လည်းဒဏ်ရာရခဲ့ပြီးတချို့တွေကအခြေအနေစိုးရိမ်ရတယ်လို့ပြည်ထရေးဝန်ကြီး Gahas Kana ကပြောကြားခဲ့ပါတယ်။နောက်ထပ်တည်ဆုံခဲ့သူကတော့စေယုံကိုရောက်နေတဲ့အမျိုးသမီးတဦးလို့ဒေသခံမီဒီယာတွေကဖော်ပြခဲ့ပါတယ်။ဂျော်လာဆယ်ရက်နေ့ညပိုင်းမှာတော့ Garage မြို့ရဲ့မြို့ခံတွေဟာမြို့ထဲမှာစုဝေးပြီးတည်ဆုံသူတွေအတွက်ဖျောင်းနိုင်တဲ့ထုံးပြီးဆူတောင်းပွဲတစ်ခုကျင်းပခဲ့ပါတယ်။ ဂရက်စ်မြို့ရဲ့မြို့လယ်ရင်ပြင်ကိုဖျောင်းနိုင်မီးရောင်တွေဖွဲ့ဖွဲ့လောက်သွားစေချင်တယ်လို့စီစဉ်သူတွေကမြစ်တာရက်ခံခဲ့ပြီးတကယ်လဲအထမြောက်ခဲ့ပါတယ်။အဲ့ဒီဆူတောင်းပွဲကိုထောင်နဲ့ချီများပြားတဲ့ပြည်သူတွေအထူးသဖြင့်ငယ်ရတဲ့မြို့ခံတွေတက်ရောက်ခဲ့ကြပါတယ်။ဩစတြေးလျအစိုးရဟာ၃ရက်ကြာဝမ်းနည်းကြေကွဲမှုကာလကိုတတ်မှတ်ကြေညာခဲ့ပြီးဂျွန်လ၁၇ရက်နေ့ဒေသစံတော်ချိန်မနက်၁၀နာရီကျရင်တနိုင်ကန်လုံး၁၀မိနစ်တာငြိမ်သက်ပေးဖို့လဲတိုက်တွန်းတောင်းဆိုထားပါတယ်။သမရအလက်ဇန်းဒါဘန်ဒါဘဲလန်ရဲ့အစိုးရရုံးဆိုင်ရာ ဗီယက်နာမြို့တော်ကဟော့ဘက်နန်းတော်မှာတော့နိုင်ငံတော်အလံကိုတိုင်တဝက်နှိမ့်ချပြီးလွှင့်တူထားခဲ့ပါတယ်။တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့အကြောင်းကိုတော့အကန့်အသတ်မရှိပိတ်ထားအောင်ပဲလို့သိရပါတယ်။ရဲတွေကတေဆုံးသူတွေရဲ့အချက်အလက်ကိုမထုတ်ပြန်ပေမဲ့အများစုဟာကျောင်းသူကျောင်းသားတွေဖြစ်မယ်လို့ယုံကြည်ရပါတယ်။ AFP သတင်းဌာနရဲ့ Austria ဌာနခွဲကတော့တေဆုံးသူတွေထဲမှာကျောင်းသား9ယောက်ပါဝင်တယ်လို့ဖော်ပြထားပါတယ်။တနက်သမားဟာဘာကြောင့်စာတင်ကျောင်းနဲ့ဝင်ရောက်ပြတ်ခတ်ကြလဲဆိုတာကိုတော့ဆက်လက်စုံစမ်းနေသေးပါဘူး။ ဩစတြေးလျအဓိပတိခရစ်စတန်စတော့ကာကတော့ဂျော်လာဆယ်ရက်နေ့ဟာနိုင်ငံသမိုင်းမှာအမောင်မိုက်ဆုံးနေ့တနေ့အဖြစ်ဝန်ထဲစကားပြောကြားခဲ့ပါတယ်။ဒေတာခန်မီဒီယာတွေရဲ့အဆိုအရတနက်သမားဟာပစ္စတိုတက်လက်နဲ့ပြောင်းတူတနက်တက်လက်ကိုစာတင်ကြောင်တိုက်ခိုက်မှုမှာအသုံးပြုခဲ့တယ်လို့သိရပါတယ်။ဩစတြေးလျမှာတော့တစ်ချက်ပြစ်ပြီးတိုင်းဒဂျင်ကြည့်ပြဖို့လိုတဲ့ rifle နဲ့ပြောင်းတူတနက်လိုလက်နက်တွေကိုအသက်ဆက်ဆက်ပြေးပြီးသူတိုင်းပါမစ်မလို့ပဲဝယ်ယူခွင့်ရှိပါတယ်။ automatic rifle တွေနဲ့အချိန်မုံရေး rifle တွေလိုလက်နက်တွေကိုဝယ်ယူခွင့်အတွက်တော့ တီးခြားဆောင်ရွက်စာရမ်းနဲ့ခွင့်ပြုချက်တွေလိုအပ်ပါတယ်ရှင်